ာရှက်เสียလို့မမြင်ပါဘူးဘာပဲပြောပြောချမ်းသာပြီးတော့ပျော်ရွှင်နေရတဲ့သူရှိကြမှာလည်းရှိမှာလीเนาะအစံကတစိမ့်ပိုင်းအရေးကြီးပြင်မှာလည်းအဲ့လိုမျိုးကြီးစင်တန်းကြီးအဲ့လိုမျိုးကြီးရောခွဲခြားပြီးတော့ဟိုတိမ်ငယ်နေအားငယ်နေရမယ်လို့တော့မထင်ပါဘူးဝင်လဲဆိုတော့တို့သိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြလဲကိုကြီးအဲ့ဒါမတွေ့မိလားငယ်မပြောမနေပါနဲ့ဟာကိုကြီးကပညာမှမတတ်တာမင်းမြကအရန်တော်တယ်ဒီဟာသားမှလည်းတော်တယ်အခု drama မှလည်းအရန်ကောင်းတယ်ပေါ့နော်တော်တော်ကြိုက်တယ်ဒီကမှာကျွန်တော်ရဲ့ကဲဂျူပေးချောင်းလို့ပဲ ကျွန်တော်အခုကျွန်တော်တတ်မှတ်ပါကိုကိုကိုမြင်အောင်နေမိရဲ့ခန်းထဲမှာမြင်းညနေမျက်ကွယ်နှကြီးတွေထွက်ပြီးတော့ပြန်ထွက်လာမယ်ခန်းစားချက်ကြီးရတယ်အိတ်ကားကြည့်လို့ရှိရင်အဲ့လိုဖြစ်တော့ပဲဒီရောကရှိနေလူကပါပဲဟာညီမလေးလည်းတီဗီရောကဖြစ်နေလို့ねထမင်းတူတူမစားချင်ပါဘူးအဲစိတ်နေတော့အရင်ကလေးကပေါ့နော်တိလာခဲ့တာဒါပေမဲ့အခုမှတဖန်ပြန်ပြီးတော့ပြန်လဲဆုံတွေ့ခင်ရခဲ့တာပေါ့ဟုတ် ထွေလာကြည်ကြည်ဖြစ်တယ်ပြီးတော့ဟိုကိုအာဒီကိုညီမလေးလည်းပါနေအောင်ဆိုတော့လေအဲ့တော့တပါနေရောကြည်ဖြစ်တဲ့အပိုင်းလေးမှာအဲတော်တော်လေးစိတ်မကောင်းဖြစ်ဖြစ်သွားရယ်ပေါ့နော်။ဘာဖြစ်ပြောအပြင်မှာလဲတကယ်တချို့ရှိမှာပဲ။ဘာလို့ဆိုတော့ဟိုးအရင်ဟိုဝတ္ထုတွေဒီဖျားရှင်လက်ထက်မာကြီးကလေးကဒါတွေကရှိခဲ့ရတယ်နော်။ရှိခဲ့ဆိုတော့ဘယ်လိုပြောမလဲ။အမေကအရင်စင်းရဲလို့ ဟိုအမေကိုမသိကြအောင်စောင်းတာတို့ဘာလို့ဆိုတော့အခုကဒီဥစ္စာမော်နမလီဒီ၃ရောက်ရှိတဲ့ဥစ္စာမှာအကိုဖြစ်တဲ့သူကဒီလိုအာစီပင်ကဖြစ်နေတယ်ဆိုပြီးတော့အမှခောက်ဆွဲကြော်လေးကိုယူလာပြီးတော့အဲ့နောက်ွယ်မှာကြားပြီးတော့အမှငိုပြီးတော့စားနေအခန်းလေးကိုကြည့်တော့ခံစားနိုင်အောင်အဲ့ pressure နေကြလို့ရှိရင်ဒါဖိတ်ထားရလာခဲ့တဲ့ကိုကိုကိုမြင်အောင်နေမိရခန်းထဲမှာမြင်နေမျက်ကွယ်နဲ့ကြည့်ရထွက်ပြီးတော့ပြန်ထွက်လာမယ် ခံစားချက်ကြီးရတယ်အဲ့ကားကြည့်လို့ရှိရင်အဲ့လိုဖြစ်တော့မယ်လို့နေကြမနေ့ကမသိဘူးအဲ့ဟာကြည့်ပြီးတဲ့မူဟာလေးဘလိုကြီးဖြစ်သွားမှန်းမသိရင်ထဲမှာစွန့်နေနေနေတယ်လေတော်တော်ကြီးတော်တော်ကြီးစိတ်မကောင်းဖြစ်မိတယ်ဟိုကိုမြင့်မြဲပုံကိုပါကြည့်ပြီးတော့လေရင်ထဲမကောင်းစိတ်တယ်ဘာဖြစ်ပါ ဟိုရုံးလုံးငယ်ငယ်ကလေးကအပေးခဲ့ရတဲ့ဒီဟာစီနီယာပေါ့နော်ဟိုအငြင်းတဲ့လေးစားအကြပြီးတော့ကမင်းမြက်ကအရန်တော်တယ်ဒီဟာသားမှလည်းတော်တယ်အခု drummer မှလည်းအရန်ကောင်းတယ်ပေါ့နော်ဘာပြောဟိုပညာရစားအထူးယူစရာအများကြီးရှိတော့တော်တော်ကြိုက်တယ်ဒီကောင်မဒီ trailer လေးကြည့်ရနေရင်ထဲမှာဆွဲပြီးကြံခဲ့တယ်ဟို one နဲ့စရာစိတ်မကောင်းစရာလေးပေါ့နော်ဒါမှ ဟိုဒါတော့မှဒီ Z အကြောင်းတစ်ခုလုံးကိုကြည့်ရသေးရမဟုတ်နောက်ပိုင်းဘလိုလေးဖြစ်သွားမလဲဆိုရဟာတော့ဟာညွန်လင်ပြိသက်တွေနဲ့တူပြီးရင်ခုန်ပြီးစောင့်ကြည့်ရမှာပဲလေတော့ဖီလာနဲ့တားပုတ်ရပေါ့ကွာအဲ့ရဲ့ပုံမှာဖီလာတွေမဟုတ်ဘူးပိုစတာတက်နေကြတဲ့ဟိုပေါက်နေတာဒီကားလေးကဒါ heavy drama လာတော့မယ်လို့ခန်းစားမိရဲ့ဒါပေမဲ့ထွေလာလေးတက်လာချိန်မှာထွေလာလေးတော်တော်လေးပောက်သွားတယ်ပောက်သွားတဲ့ဟာလေးကြီးလိုက်တော့လေကိုယ်လည်းတော်တော်စိတ်မကောင်းဘူး ို့အပြင်မှာအဲ့လိုမျိုးတွေ့လို့ရှိရင်လည်းစိတ်ကောင်းမှာမဟုတ်ဘူးလေတဲ့အဲ့ရုံးဆိုလို့ရှိရင်အပြင်မှာအဲ့လိုဟိုဒါတော့မှဒီလိုခွဲခြားဆက်ဆံတဲ့ပုံစံမျိုးမဟုတ်သေးဘူးပေါ့နော်ပြင်မှာဒီလိုဖြားလေးရောင်းတာတော့ရက်တောင်လေးရောင်းတာတော့အဲ့လိုလေတွေ့လို့ရှိရင်အသက်ကြီးတဲ့သူတွေ့ရင်စိတ်မကောင်းစိတ်မကောင်းရင်အဲ့လို ီတိုင်းပေးမယ်ဆိုလို့ရှိရင်လည်းသူတို့ကုန်သိခါစော်ကားရခိုင်းကြရင်လည်းအဲ့လိုဖြစ်မှာဆိုတော့အယွန်းအားပေးရဝယ်ပေးတယ်စင်းရတာရှက်စရာလို့မမြင်ပါဘူးဘာပဲပြောပြောချမ်းသာပြီးတော့ပျော်ရွှင်နေရတဲ့သူရှိကြမှာလည်းရှိမှာလीเนาะအဓိကပတ်စံစင်းရတာချမ်းသာအဓိကမဟုတ်ဒါပေမဲ့အခုခေတ်မှာပတ်စံမရှိလို့မဖြစ်ဘူးပတ်စံအရာရာဖြစ်နေတယ်ဆိုတော့ဥစ္စာတော့တပိုင်းပေါ့လေဒါပေမဲ့ငွေရှိတယ်လည်းပျော်ရွှင်ရတာလည်းမဟုတ်ဘူးအဲ့ဆန်တစိမ့်ပိုင်းအရေးကြီးပြင်မဲ့လည်းအဲ့လိုမျိုးကြီးအစင်တန်းကြီးအဲ့လိုမျိုးကြီးရောခွဲခြားပြီးတော့ ့ဟိုတိမ်ငယ်နေအားငယ်နေရမယ်လို့တော့မထင်ပါဘူးဟိုမရှိတဲ့သူကပို့ပြီးတော့တန်းတားတယ်လို့ဒါပေမဲ့ရှိတဲ့သူကလည်းအဲ့နေရာမှာတင်းနေရောက်ရလားဆိုတင်းနေမရောက်ရဘူးဟိုအဓိကတော့ကိုဖြစ်တည်မှုကိုရဲ့ဒီကံကြမ္မာပေါ့နော်ဘာပဲပြောပြောကိုအတိတ်ကကံကြမ္မာကြောင့်ကိုဖြစ်တည်လာတဲ့ဥစ္စာကိုလက်ခံနိုင်ရမယ်ပြီးတော့ဒီဥစ္စာကိုအကောင်းဆုံးဘယ်လိုစူးစမ်းရမလဲဟို ဒီဘွားပြီးလို့ရှိရင်နောက်ဘွားမှာဒီလိုမျိုးထပ်မဖြစ်အောင်ကိုဘာလုပ်ရမလဲဆိုရဲအကြောင်းအရာပဲတွေးဖြစ်တယ်ဒီကဒါရီကောင်းလာလဲဘာသာတရားနဲ့လဲဆိုင်နေလို့ရောတော့ချက်အဲနှစ်သစ်စုတာကြတော့ဒီနှစ်ဟောင်းကညစ်ကြေးတွေထားခဲ့ပြီးနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့အဲဘယ်လိုပြောမလဲကောင်းချင်းမင်္ဂလာတွေပေါ့နော်ကောင်းချင်းမင်္ဂလာဖြည်းဖြည်းလေးနဲ့ပဲဟိုရောက်ရှိလာပါစေလို့ဆုတောင်းပေးပါရှင့်